။ဟိုတကဘာလုံးမှာရှိတဲ့လူဦးရေရဲ့73ဒသမ94ရောင်နှုန်းတော့ဟာဒီစိတ်ကျမကြီးပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီ WFMH World Federation of Mental Health အဖွဲ့အစည်းရဲ့သုံးသပ်ချက်အရလူဦးရေ150တဝက်ဟာစိတ်ပိုင်းဆိုင်ရာပြဿနာလေးတွေနဲ့ဟို150တဝက်တီတီဟာအောင်ရင်ဆိုင်ကြုံတွေ့ရတယ်ဟို ကြုံတွေ့ခဲ့ဘူးရယ်ဆိုရက်ကျွန်တော်စစ်တမ်းလေးကိုလေ့လာတွေ့ရှိရပါတယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ဟိုဒေါက်တာဦးစောဝင်းပြဖြစ်ပါတယ်စိတ်ကျမ်းမာရေးအထူးကိုဆောင်ဝင်ဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဟိုကမ္ဘာစိတ်ကျမ်းမာရေးနေ့ကကျွန်တော်တို့20အောက်တိုဘာဆယ်ရက်နေ့မှာဟိုတကဘာလုံးနိုင်ငံအသီးသီးမှာဟိုကျင်းပနေပါတယ်။ ဟိုဒီကျင်းပါတဲ့ရေချက်ကတော့ဒီစိတ်ကျမ်းမာရေးအသိပညာဟာဒီပြည်သူလူထုအကြောင်းမှာ awareness ပို့မှုသိမြင်လာဖို့ ਨੇ ဒီစိတ်ကျမ်းမာရေး mental health service တွေရဲ့ quality ဟိုအကြီးသေးပို့မှုမြင်မလာဖို့အတွက်ကျွန်တော်တို့ဟို advocacy တွေလုပ်တဲ့ဟိုကျွန်တော်တို့ဒီဟိုအခမ်းအနားတွေကျင်းပါတယ်ဒါမျိုးတွေလှုပ်ဆောင်ရင်းအားဖြင့်ကျွန်တော်တို့ကမ္ဘာစိတ်ကျမ်းမာရေးနေ့ကိုနိုင်ငံအသီးသီးမှာဟိုကျင်းပပြုလုပ် ကြပါတယ်ကျွန်တော်ဒီကမ္ဘာစိတ်ကြမ်းရေးနေ့ဖြစ်ပေါ်လာတဲ့ပုံလေးကတော့ကျွန်တော်တို့1992မှာ WFMH World Federation of Mental Health ဆိုတဲ့ဒီကမ္ဘာစိတ်ကြမ်းရေးအဖွဲ့အစည်းစတင်သတ်မှတ်ပြီးတော့ကျွန်တော်ကကျွန်တော်ပြောပြသလိုဒီစိတ်ကြမ်းရေးပညာပေးလုပ်ငန်းတွေဆောင်ရွက်ဖို့စိတ်ကြမ်းရေးဟိုဝန်ဆောင်မှု quality တွေဟင့်တယ်အည်တွေးပုံမကောင်းမွန်လာဖို့အတွက်ရည်ရွယ်ချက်နဲ့1992မှာစတင်ခဲ့ပြီးတော့အခု ချိန်မှဆိုရင်33နှစ်တိုင်တိုင်ကမ္ဘာစစ်ကြမ်းမာရေးလေးကိုဟောဝန်မှာရှိတဲ့နိုင်ငံအသီးသီးမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ကျွန်တော်ဒီ1992မှာကျင်းပခဲ့တဲ့ပထမဆုံး World Mental Health Day ရဲ့ symbol လေးကတော့ improving the mental health quality throughout the world တကမ္ဘာလုံးမှာဟိုကျွန်တော်စိတ်ကြမ်းမာရေးဆောင်ရှောက်မှုတွေပုံမှန်တိုးတက်ကောင်းမွန်လာဖို့ဆိုတဲ့ပြည်ချက်လေးနဲ့ဆောင်ပုတ်ကိုဟိုပေါ်ဆောင်ခဲ့ပါတယ်။အခုဟိုဒီနှစ်2025ခုနှစ်အောက်တိုဘာ အာ၁၀ရက်နေမှာကျင်းပတဲ့ကမ္ဘာစိတ်ကျမ်းမာရေးနေ့ရက်ဒီ WFMH World Federation of Mental Health ဖွဲ့စည်းရကမ္ဘာစိတ်ကျမ်းမာရေးဖွဲ့စည်းရသတ်မှတ်ထားတဲ့စာမုပ်လေးကတော့ Asset Service in Mental Health Catastrophes and Emergency ဆိုပြီးတော့ကျွန်တော်သတ်မှတ်ထားပါတယ်ဒါလေးရဲ့ရည်ချက်ကတော့ကျွန်တော်ဒီကတ်ရောဂါတွေနဲ့အရေးပေါ်ခြင်တွေခြားထဲမှာဟို စိတ်ကြမ်းမာရေးဝန်ဆောင်မှုတွေအလွယ်တကူပုံမှုရရှိဖို့နဲ့ဒီဝန်ဆောင်မှုတွေပုံမှုကောင်းမွန်အယူသွေးကောင်းမွန်တဲ့ဝန်ဆောင်မှုတွေရရှိဖို့အတွက်တွန်းအားပေးပေါ်ဆောင်ထားတဲ့ဆောင်မုတ်လေးဖြစ်ပါတယ်ခုချိန်မှာလည်းကျွန်တော်တို့ဟိုကမ္ဘာနိုင်ငံအသီးသီးမှာကပ်ဘေးတွေတဘာဝဘေးအန်နီတွေဒါမျိုးတွေတက်စတက်ထရိုဖီဆိုတော့ဟိုကက်ယောဂအခြေအနေနဲ့ဂျုံတွေ့နေရတယ်အရေးပေါ်အခြေအနေနဲ့ဂျုံတွေ့နေရတယ်အဲ့လိုအခြေအနေမှာ ဒီကိုယ်ခန္ဓာကျန်းမာရေးတော့ထိခိုက်တံရရတွေမကောက်ဘူးကျွန်တော်တို့ဒီကပ်ဘေးဟိုတဘာဝဘေးအန်ရီရဲ့နောက်ဆက်တွဲစိတ်ပိုင်းဆိုင်ရာဟိုခံစားချက်ပြီးကျွန်တော်တို့အဆင်မပြေမှုတွေကိုအချိန်နဲ့တပြေးညီကျွန်တော်တို့ intervention ဆောင်ရှောက်မှုပေးနိုင်ဖို့အရင်သေးပြေးသွားတဲ့ဟို service တွေအလွယ်တကူရနိုင်မှုအတွက်ရွယ်ပြီးတော့ဟိုပေါ်ဆောင်ထားခြင်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဟိုကျွန်တော်တို့ဟိုကမ္ဘာစစ်ကြမ်းမာရေးနေ့အောက်တိုဘာ10ရက်နေ့မှာ ဟိုမြန်မာနိုင်ငံရှားဝဲအသေးစိတ်ကျမှပြညာအဖွဲ့ကြီးရအပြင်ဟိုဟိုဦးစီးပြီးတော့နှစ်စဉ်ကျင်းပနေပါတယ်အောက်တိုဘာ10ရက်နေ့ဆိုပေမဲ့ကျွန်တော်တို့အောက်တိုဘာ9ရက်နေ့မှာလွတ်တော်ရေးရှိတယ်ဟိုဒီပတ်ဝန်းကျင်မှာကျွန်တော်တို့ဒီကမ္ဘာစိတ်ကျမရေးနေ့ကိုဟိုပူပေါင်းဆောင်ရွက်ပြီးတော့မြန်မာနိုင်ငံစိတ်ကျမရေးပြညာအဖွဲ့အားလည်းဆောင်ရွက်နေပါတယ်နှစ်စဉ်ကျင်းပနေပါတယ်အာဒီနေ့မှာဆိုရင်လည်းကျွန်တော်တို့ဟို မြန်မာနိုင်ငံဆောင်ဝင်လက်စစ်ရမတင်ညာအဖွဲ့အနေနဲ့ဟိုဟောပြောပွဲတွေဟိုစစ်ကြမ်းမကြီး awareness health education ပြမဲ့ပွဲဟိုအကြောင်းအရာတွေလုံးမဲ့ဟာတွေဟိုစီစဉ်ထားပြီးဖြစ်ပါတယ်ကျွန်တော်တို့ဟိုဒီမြန်မာနိုင်ငံမှာရောကမ္ဘာနိုင်ငံအသီးသီးမှာရောဒီစစ်ကြမ်းမကြီးပြဿနာဆိုရင်တချိန်လုံးက stigma ပေါ့ no stigma ဆိုတာကောင်းသိခါအော်စိတ်ကြမ်းမာရေးဆရာဝန်တွေနဲ့မပြချင်ဘူးဟိုစိတ်ပညာရှင်တွေနဲ့မဆွေးနွေးချင်ဘူး မိမိမှာဟိုဒီစိတ်ကြမာကြီးပြဿနာရှိနေတယ်ဆိုရင်မဲလူတိုင်းဝိုင်းစတစ်မာဆိုတဲ့ဟိုမျက်လုံးစိမ့်နဲ့ကြည့်မလားမျက်လုံးဝါနဲ့ကြည့်မလားဂုံသိက္ခာကိုထိခိုက်တယ်လို့တချင်ကယူဆခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့အခုအချိန်ဒီမှာဟိုဒီလိုမျိုးကမ္ဘာစိတ်ကြမာကြီးနေနေ awareness day ဟို evolution ကြီးနော်ဒါမျိုးတွေဟိုစိတ်ကြမာကြီးပညာဟိုပေးခြင်းပြုလူလူကိုပညာရှင်တွေကဟို တက်နိုင်တဲ့ရှူတောင်းကနေတက်နိုင်တဲ့ဘက်ကနေအမျိုးမျိုး health education တွေ awareness တွေပေးနေတဲ့အတွက်ခုချိန်မှာဒီ stigmatization ဟိုဂုဏ်သိက္ခာကြရဲဟိုမျိုးလုံးစိမ့်နေကြည့်တယ်ဒါမျိုးဟိုယူဆချက်တွေကနည်းလာပြီးတော့ဟိုတခုခုအဆင်မပြေမှုရှိရင်ကျွန်တော်တို့ဆွေးနွေးရတိုင်မြင်တယ်ကုသဖို့အတွက်ဟိုလက်ညှိုးမှုတွေလာပြီးတော့တိုင်မြင်ကြတာကိုကျွန်တော်တို့အနေနဲ့တွေ့ရှိရပါတယ် အခုအချိန်မှာတော့ဟိုကျွန်တော်တို့ World Federation of Mental Health Survey Initiative ဆိုတဲ့အဖွဲ့အစည်းကဟိုဟိုလေ့လာထားကြရဲ့ဟို2021ခုနှစ်မှာဟိုတကဘာလုံးမှာရှိတဲ့လူဦးရေရဲ့73ဒသမ94ရောင်နှုန်းတော့ဟာဒီစိတ်ကျမကြီးပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ WFMH World Federation of Mental Health အဖွဲ့အစည်းရဲ့သုံးသပ်ချက်ကတော့လူဦးရေ ဟိုတရားမှာ50တဝက်ဟာဟိုသူတို့ရဲ့ life experience sun point မှာဟိုအချင်းတစ်ခုမှာဒီဘဝရဲ့အချင်းတစ်ခုမှာစိတ်ပိုင်းဆိုင်ရာပြဿနာလေးတွေနဲ့ဟိုတရားမှာ50တဝက်တိတိဟာအော်ရင်ဆိုင်ကြုံတွေ့ရတယ်ဟိုကြုံတွေ့ခဲ့ဘူးတယ်ဆိုတော့ကျွန်တော်တို့စစ်တမ်းလေးကိုလေ့လာတွေ့ရှိရပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဒီနှစ်ဟိုဆောင်းဘုတ်ဟိုကဟို အဆက်ဆာဗစ်မန်ဒဟာအင်ကက်စတာစထရိုဖစ်စ်အင်မာဂျင်စီတကယ်ကယောဂါရင်းနဲ့အရေးပေါ်တဲ့အခြေအနေမှာကျွန်တော်တို့ဟို quality ကောင်းတဲ့နော်ပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုတွေစိတ်ကြမ်းမဲ့ပြဿနာတွေကိုဟိုကူညီဖြေရှင်းပေးဖို့နော်အော်ဒါမျိုးတွေအလွယ်တကူရဖို့အတွက်တွန်းအားပေးထားတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့စိတ်ကြမ်းမဲ့ပညာရှင်တွေစိတ်ကြမ်းမဲ့ထူးထူးရှားရနေတယ်လဲဟိုကျွန်မကြီးဟောပြောပွဲတွေ awareness တွေကိုတက်နိုင်တဲ့အကအပေါင်းဆုံး ဟိုစူးစားဟောကုညီဖြည့်ရှင်းနေကြပါတယ်ဒီလိုပဲတက်ဆိုင်ရာတာဝန်ရှိသူအကြီးအကဲတွေကလည်းကျွန်တော်တို့ကျွန်တော်တို့ဒီမန်လေးမြန်လေးမှာဆိုလဲဟိုဒီနေပြည်တော်နဲ့เนาะဟိုမန်လေးမှာเนาะဟိုမန်ဒဟပ် emergency team နေနဲ့เนาะအချိန်နဲ့တပီးညီဆောင်ရွက်ပြီးတော့ခဏကိုကျမရေးတာမှာကနောက်ဆက်တွဲဖြစ်ပေါ်လာတဲ့စိတ်ကြမ်းမာရေးစိတ်တမ်းရာတွေကိုဖြည့်ရှင်းပေးဖို့အကြီးအကဲတွေနဲ့စီမံကြောင်ကြပြီးတော့လက်တွေ့အကောင့်ထဲပေါက်ခဲ့ရပါတယ် ီလိုပဲ volunteer เนาะ work day အနေနဲ့မှာလဲအာကျွန်တော်စိတ်ကြမှာဒီဟိုပရာဟိတเนาะကိုကြွညင်တဲ့သူတွေဘယ်ပေါင်းဆောင်ရနေပူပေါင်းဆောင်ရနေဖြစ်ပါတယ်ရှိပါတယ်တွေ့ရှိရပါတယ်ဒီဒီအတွက်မြန်မာနိုင်ငံမှာလဲစိတ်ကြမှာဒီ awareness တော်တော်တော်အသက်ဟိုဟိုရှိလာပြီးတော့เนาะဒီလူလူလူလဲဒီကောင်းမွန်တဲ့ဟိုစိတ်ကြမှာဝန်ဆောင်မှုတွေကိုရရှိနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်အနေနဲ့ ဟိုဒီကမ္ဘာစိတ်ကျမကြီးနေ့2025မှာကျောက်တဲ့စိတ်ကျမကြီးနေ့မှာเนาะမြန်မာနိုင်ငံသူနိုင်ငံသားအလုံးစိတ်ကျမကြပါစေစိတ်ကျမကြီးကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဒီစိတ်ကျမကြီးကိုထိခိုက်စေနိုင်တဲ့ဖြည့်ဆည်းမှုတွေကိုကောင်းမွန်စွာကောင်းတဲ့ဖြည့်ရှင်းကြော်လွားနိုင်ကြပါစေအိတ်ဆက်ခြင်းပြဿနာများကင်းဝေးပြီးတော့เนาะကျွန်တော်အရက်ပြာမှုရစေဓာတ်တွေကိုရှောင်ရှားပြီးတော့ ပို့မှုတောက်ပတဲ့အနာဂတ်တွေကိုဖန်တီးနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပေးပါရစေ။ကျေးဇူးတင်ပါတယ်။